အားလုံးမင်္ဂလာပါ review by vani bowlers ကပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးစောင့်မြော်နေတဲ့ squid game season 3ကိုဂျွန်လ29ရက်နေ့မှာ netflix ကနေပြီးတော့စတင်ထုတ်လွှင့်ခဲ့လေ squid game season 3နဲ့ပတ်သက်ပြီးတော့အားနည်းချက်တွေကိုဝေဖန်သုံးသပ်ထားတာတွေတွေ့ရမြင်ရလာတယ်ပြောမယ်ဆိုရင် squid game season 3ကပရိသတ်တွေရဲ့ဝေဖန်မှုအများဆုံးရခဲ့တဲ့ season တစ်ခုလို့ပြောရင်လည်းမမှားဘူးထွက်ပေါ်လာတဲ့အချက်လက်တွေကအားနည်းချက် အားတာချက်တွေနဲ့ လူတွေရဲ့ပြောစမှတ်ဖြစ်နေစေ Squid Game Season 3ကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင်မျောလင့်ထားသလိုဟုတ်တဲ့အတွက်ပရိသတ်အများစုက Season 1လို့ Season 2လို့မျိုးရင်ခုန်စိတ်လှုပ်ရှားစရာဇလံမျိုးမဟုတ်ဘဲနဲ့မျောလင့်ထားသလိုမျိုးဖြစ်မလာဘူးဆိုပြီးတော့စိတ်ပြက်စရာကောင်းတယ်ဝမ်းနည်းစရာကောင်းတယ်လို့ဝေဖန်သုံးသပ်ထားတာလည်းရှိတယ်လုံဆောင်ချက်တွေကဘာမှကြေးရရမပြနိုင်တဲ့ဇက်ွက်တချို့ကိုလည်း လူများစုကမကြိုက်ကြဘူးလို့ပြောရမယ်။ player တွေရဲ့လမ်းနောက်ခံတွေဇယိုက်လက္ခဏာတွေကကောင်းကောင်းမွန်မွန် season 2လို့ဖော်ထုတ်မပြဘဲနဲ့တချို့ player တွေကအတိတ်ပဲမဲသွားပဲတိတ်ဆုံးသွားတာကိုတွေ့ရတယ်။ဒါတွေကိုလည်းထောက်ပြဝေဖန်ထားတယ်။ဒါအပြင်ဒီထဲမှာပါတဲ့စုံတော့ပေါ့။စုံတော့ကလည်းဇလန်းတစ်ခုလုံးမှာ discrete gain တရှိရာကျွန်းကိုရှာရင်းနဲ့ပဲအဖြစ်မရပဲနဲ့လမ်းဆုံးသွားတာကိုဒီထဲမှာမြင်ရနိုင်တယ်။ သူ့ရဲ့လုံဆောင်ချက်တွေကလည်းဘာမှအရာမရောက်ခဲ့သလိုဖြစ်ခဲ့တာကိုလည်းတွေ့ရနိုင်တယ် Squid Game Season 2မှာတိုင်ပတ်ခဲ့ပြီးတော့စုံစမ်းစစ်ဆေးမှုတွေများစွာလုပ်ခဲ့တဲ့စုံတော့ရဲ့စစ်ဆေးမှုတွေကကျွန်းကိုရှာရင်းနဲ့ပဲသူကတိုင်ပတ်ပြီးတော့အချိန်ကုန်နေရလို့ပြောရမယ် Season 2မှာတိုင်ပတ်တာအားမရလို့ Season 3မှာလည်းကြောင်ထပ်ပြောင်းနေပြန်တယ်သူကစုံစမ်းရင်းနဲ့ပဲလောကဒဏ်ကိုအန်တုပြီးတော့ဒီသမောပေါ်မှာတလန်ကိုမိတ်ဆွေအနေနဲ့ထားပြီးတော့တော်ဝဲလဲလဲ ြစ်နေတယ်နောက်ဆုံးချိန်ထိသူကစကားလေးတခွန်းနဲ့ပဲအဆုံးသတ်သွားတယ်သူ့အတွက်ကြောင့်ပေတဲ့လူတွေကလည်းမြတ်ပြခဲ့တယ်အဓိက main character ဖြစ်တဲ့ player 456ကလည်းဒီထဲမှာတိတ်ပြီးတော့တင်းတင်းပေါ်ပေါ်ဘာမှမလုပ်ပြနိုင်ခဲ့ဘူးအရန်အားနည်းနေတယ်လို့မြင်ရတယ်နောက်ချက်ကဒီထဲမှာယုံကြည်မရှိတာက player 456ပေါ့ player 456က again လောက်ပြီးတော့သူ့ကိုလက်ထိတ်ကတ်တာတယ်ပေါ့ဒါပေမဲ့ မဲခွဲတဲ့ချိန်ကျရင်သူ့ကိုလက်လန်းခေါ်ပြီးတော့မဲထည့်ခိုင်းတယ်။ဒါပေမဲ့တစ်ဖက်မှာတော့လက်ထိပ်ကြီးကခတ်ထားတယ်။အဲလက်ထိပ်ခတ်ခံထားတဲ့လူကဘယ်လိုလုပ်လာပြီးတော့မဲပေးနိုင်မှာလဲ။အဲအဲ့လိုဟာမျိုးပေါ့နော်။အဲ့လိုယုတ်တိမရှိတဲ့အရာတွေဒီ quick game season 3မှာတွေ့ရနိုင်တယ်။ဒီထဲမှာပါတဲ့ FIB ဇက်ကောင်တွေပေါ့။ squid game ထဲမှာ season တစ်ခုပြီးကန်နေပြီးကန်နေတိုင်းမှာ fib တွေကိုအဓိကဖြော်ပြတဲ့တင်ဆက်မှုတွေပါတယ် ဒီ squid game season 3မှာတော့ BNB အနေနဲ့တင်းဆောင်မှုတွေကနည်းနည်းအတူရောင်ဆန်တယ်လို့ပြောရမယ်။ season 1မှာလို့ season 2မှာလို့ BNB စကောက်တွေက strong မဖြစ်ဘူး။ season 3မှာကအများရဲ့အမြင်မှာနည်းနည်းပေါ်တော်တော်ဆန်တယ်လို့ပြောရမယ်။သူတို့ရဲ့စကားပြောရင်လှုပ်ရှားပုံတွေကတကယ်လက်တွေ့နဲ့ကင်းကွာပြီးတော့အတူရောင်ဆန်တယ်၊ cartoon ဆန်တယ်လို့မြင်ကြရတယ်။ဇလန်ရဲ့အချိန်ကိုလည်းသူတို့ကြောင့်ပို့ပြီးတော့နှိကွေးသွားသေးတယ်လို့မြင်မိတယ်။ squid game season 3မှာ ီ player 222ပေါ့နှစ်3လုံးပေါ့နော်နှစ်3လုံးမိန်းကလေးကမွေးပွားလိုက်တဲ့ကလေးပေါ့အဲ့ကလေးကိုရိုက်ကူးရေးဆိုင်ရာအားနေချက်တစ်ခုအနေနဲ့မြင်တယ်ဘာလို့လဲဆိုကလေးကို CGI တွေတုံးပြီးတော့ပုံပေါ်တဲ့ခါမှာမပီပြင်ပဲနဲ့နည်းနည်းကာတွန်းဆန်ဆန်မြင်ရတာတွေ့ရတယ်စီးရီးရဲ့အရေးသွေးကိုလည်းကြာစင်းစေတယ်လို့ဝေဖန်မှုတွေရှိတယ်ပရိသတ်ကြီးကျူးသူရဲ့ပရိသတ်တွေကမှခံစားမိတာ ဒီ season 3မှာပါတယ်အကျိုးသော gain တွေက season 1နဲ့ season 2မှာကြုံခဲ့ရတဲ့ဥပမာ red light တို့ green light တို့ပုံစံမျိုးနဲ့စင်တူတဲ့ပုံစံမျိုးတွေခက်သားရတယ်အသစ်ဆန်မဟုတ်ဘဲနဲ့ထပ်နေတယ်လို့မြင်ရတွေ့ရနိုင်တယ်ဇလန်းရဲ့အချိန်ဟောကလည်းမမှန်ပဲနဲ့အကျိုးနေရာတွေမှာနှိကွေးပြီးတော့အကျိုးနေရာတွေမှာအယမ်းမြန်ဆန်နေရအောင်တွေ့ရတယ်နောက်ပြင် gain ထဲမှာပါတဲ့အရာတွေကလည်းအလွန်ကြုံဖြစ်နေပြီးတော့လူတွေကိုတတ်တာဖြတ်တာတွေကလည်းဒီအယမ်းအကျန်းဖတ်ဆန်ပြီးတော့ မတက်တင်ပဲနဲ့တက်နေရသလိုပုံစံတွေမြင်ရတယ်စီဇန်1နဲ့စီဇန်2မှာလို့တယောက်နဲ့တယောက်ထုတ်ပယ်ခြင်းတွေတက်ဖြတ်မှုတွေရဲ့အရေးပါတဲ့အစိတ်ပိုင်းတွေမဟုတ်တော့ပဲနဲ့စီဇန်3မှာတော့အထူးတက်ဖြတ်မှုတွေကအတိတ်ပဲမဲ့ပြီးတော့ရှုပ်ထွေးစေတဲ့အထီကိုဖြစ်နေတယ်လို့ပြောရမယ်အဲမှာအဆုံး player အနေနဲ့ရွေးထုတ်မယ်ဆိုတော့ player 120ပေါ့ LGBT တယောက်ဖြစ်တဲ့ player 120ကစီဇန်2မှာလည်းသူကအများရဲ့ favorite ဖြစ်ခဲ့သလိုဒီထဲမှာလည်းသူက hero ဖြစ်နေပြန်တယ် သူ့ကိုကြည့်မယ်ဆိုရင် तू ကလူသားဆန်နေစေလို့ပြောရမယ်လူသားဆန်နေဆိုတာဘာကိုပြောတာလဲဆိုတော့လူတစ်ယောက်ကပခုံးနှစ်ဖက်ကြားကနေခေါင်းပေါက်တယ်အဲ့ဒါကိုလူလို့ခေါ်တယ်ဒါပေမဲ့လူသားဆန်နေဆိုတာကတော့ humanitarians လို့ခေါ်တယ်ကိုကျိုးကိုမကြည့်ဘဲနဲ့အများအတွက်ကိုငဲ့တယ်တီးရကိုလူသားဆန်နေလို့ပြောရမယ်ဒီထဲမှာလည်း player 120က squid game season 2အတိုင်းပဲသူကရဲရင်နဲ့ပြတ်သားတယ်ဒါပေမဲ့ season 3မှာတော့အနစ်နာခံမှုတွေလူသားဆန်မှုတွေ ပါတယ်ဒါကြောင့် Squid Game Season 3ကိုကြည့်ပြီးတဲ့အခါမှာသူ့ကိုအမြဲတမ်း highlight လုပ်ရမယ်လို့ပြောရမယ်သူ့ရဲ့ပါဝင်မှုနဲ့သူ့ရဲ့ character ကသူတယောက်ကိုလွှမ်းမိုးစေတယ်ကြီးစုသူပြိသက်ကိုရင်ထဲမှာထင်ချန်စေနိုင်တယ်နောက်တစ်ယောက်ကရော player 149လို့ပြောရမယ်ဘာလို့လဲဆိုတော့ player 149ဒီအဘွားကိုကြီးရဒီထဲမှာသူအသက်ကြီးဆုံးပဲလို့ပြောရမယ်ဒါပေမဲ့ဒုက္ခရောက်နေတဲ့အချိန်မှာတူတူဆန်းဆန်းသူ့သားကိုသူပြန်ပြီးတော့ ဖယ်ရှားပလိုက်တယ်ပေါ့အဲ့ဒါကနည်းနည်းလက်တွေ့မှာနည်းနည်းတဘာဝမကြောက်ဘူးလို့ပြောရမယ်ဒရမာတွေများလွန်းတယ်လို့ပြောရမယ်အဲ့လိုလောက်ရမျိုးကတကယ်မြတ်တာတရားမျိုးအပြင်မှာရှင်းတော့ရှိမယ်ဒါပေမဲ့ခင်းရင်တယ်လို့ပြောရမယ် Squid Game season တစ်ခုလုံးရဲ့ရည်ရွယ်ချက်နဲ့အနာဂတ်တွေကမပြတ်သားပဲနဲ့ emotion နဲ့ expression နဲ့ emotion နဲ့ damage တွေကိုပဲအဓိက highlight လုပ်ပြီးပြသွားတာလို့မြင်တယ်ဇလန်းကပြီးသာသွားတယ်တကယ်လက်တွေ့မှာ Squid Game season ကြီးက တမျိုးကြီးနဲ့ဟာတတာကြီးကြံခဲ့တာကိုမြင်ရနိုင်တယ်။နောက်ပြီးတော့လည်းပြီးခဲ့တဲ့နေ့မှာ USA နိုင်ငံမှာဆက်လက်ပြီးတော့တင်ဆက်လိုတာကြောင့် American မှာရှိတဲ့နေရာတစ်ခုမှာအဆုံးသတ်ထားတယ်။ဒီ Squid Game Season 3ကအဆုံးသတ်မဟုတ်ဘဲနဲ့နောက် Universe တစ်ခုအနေနဲ့ပြန်ပေါ်လာမယ့်အနေမျိုးနဲ့တဲလွန်စာချန်ပီးခဲ့တယ်လို့ပြောရမယ်။အဲ့တဲလွန်စာကိုဘသူကတရုတ်ပေါ်လိုက်တယ်ဆိုတော့ Hollywood မင်းသမီး Oscar ဆုရှင်ပေါ့ Kate Blanchett က အဲ့တဲ့ဒီဥစ္စာအနေနဲ့နောက်ဆုံးမှာပါဝင်ပြီးတော့နောက်လာမယ့်စီဇန်တစ်ခုကိုတဲလွန်စားအနေနဲ့ပေါ်ပြထားတယ်လို့ပြောရမယ်။ဒီစီဇန်3ရဲ့အကြောင်းအရာကိုနှိမ့်ချုပ်ပြောရမယ်ဆိုရင်စီးပွားရေးနည်းနည်းဆန်တယ်လို့ပြောရမယ်။ရိုက်ကူးမှုကဇလန်းတကယ်အဆုံးသတ်ဖို့ထက် Netflix ရဲ့ American Version Squid Game အတွက်လမ်းဖွင့်ပေးဖို့သာအဓိကယူရပြီးတော့ရိုက်ကူးထားတယ်လို့ဖြစ်နေတယ်လို့ခံစားရတယ်။တချို့ကလည်းအဲ့လိုဝေဖန်နေတာတွေ့ကြရတယ် Squid Game Season 3ကိုဂျုံကုံပြီးပြောရမယ်ဆိုရင်ပြိသက်တွေကိုအထိုက်လျောက်စိတ်ကျဉ်တမ်းမှုပေးနိုင်ခဲ့တဲ့လူတွေလည်းရှိနိုင်မယ်။မကျဉ်တဲ့သူတွေကတော့များနေနိုင်မယ်။ Squid Game Season 1နဲ့2လောက်အောင်မြင်မှုရခက်မှုတွေမရှိတာတော့အမှန်ပဲ။ Squid Game Season 3ကအားသာချက်တွေရှိတယ်လို့ခုနကကျွန်တော်ပြောသွားတဲ့အားနည်းချက်တွေလည်းပြည့်နေနေတယ်လို့ပြောရမယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အစကွက်ချို့တော့ရှိတယ်။လပစွာရကူထားတဲ့အရာတွေလည်းရှိတယ်။ဒါကြောင့်မကြည့်ရသေးတဲ့သူတွေနေနဲ့ကြည့်ရှုဖို့တော့ထိုက်တန်တယ်လို့ပြောရမယ်။ Squid Game Season 3မှာနောက်ဆုံး K-drama ဆန်ခဲ့တယ်လို့ပြောရမယ်။လူတွေရဲ့ဒီ Squid Game လို့ဆိုလိုက်တာနဲ့ဂိမ်းကစားပြီးတော့တည်ရင်ပို့ကိုဦးစားပေးတယ်လို့ထင်ရပေမဲ့အရှိကစီဇန်1နဲ့2တို့မျိုးမဟုတ်ပဲနဲ့ Squid Game Season 3က Humans Drama မဟုတ်ပဲနဲ့ K-drama ပုံစံမျိုးရိုက်ပြသွားတာကိုမြင်ရနိုင်တယ်။အသစ်စမ်းတွေလည်းမျောလင်းချက်မထားဘဲနဲ့ဇလန်းတစ်ခုတင်ဆက်ပုံနဲ့ကြည့်မယ်ဆိုရင်တော့ Squid Game ကတိရှိဖို့ထိုက်တန်တယ်လို့ပဲပြောပြရစီ season 1နဲ့2ကအများအပြား rating ပေးမယ်ဆိုရင်9 out of 10အနေနဲ့ရပါမယ် season 3ကိုတော့ rating ပေးမယ်ဆိုရင်တော့7 out of 10အနေလောက်ပဲရမယ်လို့တော့ကျွန်တော်ကတော့ထင်မြင်မိရဲ့ဒါပေမဲ့လက်ရှိမှာတော့လူအများကြီးစုအများဆုံးကတော့ Squid Game season 3သာဖြစ်နေတယ်လို့ပြောရမယ်